ကဘာပေါ်မှာအလှပဆုံးနဲ့အထူးခြားဆုံးစားတမျိုးကိုတင်ပြပါသလားဒါဟာပန်းရောင်တောက်တောက်နဲ့ဒါမန်စားတွေထက်ပိုမိုတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်တယ်ဟေမဝင်နာပန်းရောင်စားပဲဖြစ်ပါရင်ကျွန်တော်ရဲ့ခင်းလျာတွေမှာမရှိမဖြစ်လိုအပ်တဲ့ဒီစားကဘယ်ကနေလာသလဲဘယ်လိုမျိုးအစဉ်စဉ်ထုတ်ယူပြီးတန့်စင်နေကြသလဲဆိုတာကိုဒီနေ့မှာစိတ်ဝင်စားစရာကောင်းတဲ့ခရီးစဉ်တစ်ခုအနေနဲ့လေ့လာကြည့်ကြရအောင်ပါဒီအမွေပန်းရောင်စားရီရဲ့မူလစင်မြစ်ကတော့ပါကစ္စတန်နိုင်ငံပန်ဂျက်ခရိုင်မှာရှိတဲ့စားတောင်တန်းတွေကခရာစားတွင်ပဲဖြစ်ပါရင် ်ဘယ်လယ်မြေနယ်ပြင်အထက်မီတာ900ကနေ1500ထိမြင့်မားတဲ့ဒီစားတွင်ကတက်တန်နှစ်သားပေါင်း800လောက်ရှိပြီဖြစ်ပြီးကမ္ဘာပေါ်မှာထူးထူးအကြီးဆုံးနဲ့ရေးကြဆုံးစားတွင်တွေကတခုပါဒီနေရာမှာတန်ချိန်ပေါင်းများစွာသောပန်းရောင်စားတွေရှိနေပြီးစားခဲတွေထဲမှာလူခန္ဓာကိုယ်အတွက်လိုအပ်တဲ့တတ်ထူတက်84မျိုးထိပါဝင်ပါသည်။ဟေမဝေနာစားရခီးစဉ်ကမိုင်းနှင်းထဲမှာတေချာရွေးချယ်ထားတဲ့စားခဲတွေကိုထုတ်ယူခြင်းကနေစတင်ပါသည်။ အလုံသမားတွေကဒီတက်ထုထက်တွေရဲ့တန့်စင်မှုနဲ့အရေးအသွေးပေါ်အတိအကထားပြီးအကောင်းဆုံးစားခဲတွေကိုရွေးချယ်ထုတ်ယူကြရပါတယ်။ဒီလိုစားခဲတွေကိုရွေးချယ်နိုင်ဖို့အတွက်ဘူမိဗေဒဆိုင်ရာအတွေ့အကြုံတွေကလည်းအရေးကြီးပါတယ်။အဘယ်ကြောင့်ဆိုတော့ဒီရွေးချယ်မှုတွေကထုတ်ကုန်ရဲ့အရသာအယောင်နဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဓာတ်ရိုက်တက်ရောက်မှုရှိလို့ပဲဖြစ်ပါတယ်။မိုင်းတွေကနေရောက်ရှိလာတဲ့ကျန်းတဲ့နဲ့စားခဲကြီးတွေကထုတ်လို့ရေးဆက်ယုံကိုရောက်တဲ့အခါထုတ်ကုန်အမျိုးမျိုးဖြစ်ပြောင်းလဲဖို့အသင့်ဖြစ်ပါပြီ။ပရမအဆုံးထင်ရှားတဲ့ထုတ်ကုန်ကတော့စားမီးအိမ်တွေပဲဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့လက်မှုပညာရှင်တွေကဒီစားကဲတွေကိုဆလင်ဒါပုံအလုံးပုံစံမျိုးစုံထွင်ထူးကြပြီးတော့မိသီးထဲဖို့အပေါက်တွေဖောက်ပေးရပါတယ်။ပြီးရင်တဘာဝအတိုင်းတောက်ပါတဲ့အသွင်ပြင်ရလာအောင်စားတုံးတွေကိုပုတ်တိုက်ပေးပါတယ်။လိုအပ်တဲ့မီးအလင်းရောင်အစိပ်ပိုင်းတွေကိုဂရုတစိုက်ထည့်သွင်းတက်ဆင်ပြီးမီးအိမ်တိုင်းကိုစစ်ဆေးကစနစ်တကျအလုံးလုံးကြောင်းတည်ကြအောင်ပြုလုပ်ရပါတယ်။နောက်ထပ်ထုတ်ကုန်တစ်ခုကတော့ကျွန်တော်တို့နေ့စဉ်သုံးတဲ့စားသုံးရန်ပရီမီယံစားပါ။ဒီစားကဲတွေကိုအလိုလျောက်ဈေးကျော်ကန်းနဲ့အချောက်ခံဆက်တွေပါတဲ့နေရာကိုပို့ဆောင်ပါတယ်။ ီလုပ်ငန်းစဉ်ကအစားတွင်ကနေပါလာနိုင်တဲ့ဖုံမုံဒါမှမဟုတ်ပြင်ပပစ္စည်းတွေအားလုံးကိုဖယ်ရှားပေးပါရင်အဲဒီနောက်စားကဲတွေကိုတည်တည်ချာချာချိန်ခွဲပြီးစားအမုံဖြစ်အောင်ပြုလုပ်ပါရင်အစိမ့်မြင့်နေပညာသုံးအမြင်ဆိုင်ရာအယောင်ခွဲခြားဆက်တွေနဲ့အရွယ်စားမတူတဲ့စားစီတွေကိုစနစ်တကျခွဲထုတ်ပြီးအရေးသွေးမြင့်ပန်းရောင်စားထုတ်ကုန်ဖြစ်ထုတ်ပိုးလိုက်တာပဲဖြစ်ပါရင် ဟိမဝေနာပန်းရောင်စားကစားသုံးဖို့အတွက်သာမကပဲတခြားနေရာတွေမှာလည်းအသုံးဝင်ပါတယ်။စားမိရင်တွေကအလားအပါအတွက်သာမကပဲကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းပေးဆွနိုင်ပါတယ်။ဒီမိရင်တွေကလေထဲကို iron အမတ်ဓာတ်တွေထုတ်လွှတ်ပေးပြီးဖုံမုန်းတဲ့ညဉ့်ဉန်းမှုတွေကိုလျှော့ချပေးလို့ဗဝင်းညင်လေကိုတန်းစင်စေပါတယ်။အဲဒါအပြင်ပန်းရောင်စားနေရာတွေဖန်တီးပြီးအလားစင်နာမျိုးတွေလည်းရှိပါတယ်။ဒီနေရာတွေကအိမ်အတွင်းကန်းကိုထူးခြားတဲ့အလားအပါပေးနိုင်ုံသာမကလေထုကိုလည်းတန်ရှင်းစေပါတယ်။ မိဖို့ကြောင့်အုံပစ္စည်းအနေနဲ့ပန်းရောင်စားခုတ်ထစ်ပြင်ပြားတွေကလည်းတဘာဝတိုင်းဘက်တီးရီးယားဆန့်ကျင်တဲ့ဂုဏ်သတိရှိတာကြောင့်အစားအသောက်တွေကိုပုံမပေးကင်းစေပါရည်ဒီလိုဆိုရင်နှစ်သားမောင်များစွာတတန်းရှိတဲ့ဟေမဝင်နာပန်းရောင်စားကပါကစ္စတန်နိုင်ငံကခေရာစားတွင်ကြီးကနေစတင်ပြီးရှေးအောင်အတွေ့အကြုံနဲ့ခေမီနေပညာတွေကိုပေါင်းဆက်ကကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေကိုရောက်ရှိလာတာကိုတွေ့ရပါတယ်ဒီထုတ်ယူမှုနဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကတောင်တန်းဒေသကမိသားစုတွေများစွာအတွက်အဓိကဝင်ငွေရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်